အားလုံးပဲမင်္ဂလာပါရှင်။ကျမ်းမာရေးအထောက်အကူပြုဒဲရဲရာတခုကိုပြပြပေးမှာ ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့ယောဂဝေဒနာကကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေကုသနေပါရက်နဲ့အကြောင်းမျိုးအကြောင်းမပြောက်ကင်းမှုဆိုလို့ရှိရင်ပြုလို့ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ပြုလို့ဆောင်ရွက်ခြင်းအပြင် မိမိတို့ရဲ့ယောဂဝေဒနာတွေကိုအလွယ်တကူပျောက်ကင်းတတစေတယ်အနာနယ်စင်းတွေ့စေတယ်ဝေဒနာကိုပျောက်ကင်းအောင် ကုသနိုင်မဲ့ဆရာသမားနဲ့ဆုံတွေ့စေမှာပဲဖြစ်ပါတယ်အဲ့တော့ပြုလို့ဆောင်ရမယ်နေ့ကဗုဒ္ဓဘူးနေ့မှာစတင်ပြုလို့ရမှာဖြစ်ပါတယ်ဗုဒ္ဓဘူးနေ့အရက်မျက်နှာကတောင်အရက်ကိုမျက်နှာမူရမှာဖြစ်ပါတယ်ပြုလို့ဆောင်ရဲ့စတင်ပြုလို့ဆောင်ရရမယ်အချိန်က မနက်ပိုင်း10နာရီခွဲမှ12နာရီအတော်ရင်းထဲမှာပြုလုပ်ဆောင်ရမှာဖြစ်ပါတယ်ပြုလုပ်ဆောင်ရမယ်ဓာတ်စာကနွားနို့သူမို့နို့တမျိုးမျိုးကိုတောက်ပြီးွားတော့မိမိတို့ကဒီတောက်နေစဉ်တော်ရင်းထဲမှာမိမိတို့ယောဂဝေဒနာအများဆုံးတတပျောက်ကင်းမှုအနာနယ်ဆေးတွေးဖို့ပျောက်ကင်းအောင်ကုသနိုင်မဲ့ဆရာသမားနဲ့တွေးဖို့ကိုစုကြောင်းပြီးတော့တောက်ရမှာဖြစ်ပါတယ်အဲ့တော့ စတင်ရမယ့်နေ့ကဘုဒ္ဓဘုနေ့ပါစတင်ရမယ့်အချိန်က10နာရီခွဲရနေ17နာရီတော့တဲ့မှာစတင်ရမှာ ဖြစ်ပါတယ်နောက်ပြီးတော့နောက်တစ်ခါကျတော့နေ့ရက်တည်းကတပတ်တည်းပြုလုပ်ရမှာဖြစ်ပါတယ်နေ့ရက်တည်းကမတူအဘဘုဒ္ဓဘုနေ့ပြီးွားစတာပရိနေ့ကြလို့ရှိရင်လှည့်ရမယ့်အရက်မျက်နှာမပြောင်းလဲဘူးတောက်ကြနေဆိုလဲသူနည်း၎င်းပဲလှည့်ရမယ့်အရက်မျက်နှာမပြောင်းလဲဘူးပြောင်းလဲသွားတာအချိန်အချိန်ပေါ့နော်အဲ့တော့ ဘုဒ္ဓမုနေစတင်ရမယ်။တောက်ဘုဒ္ဓမုနေတတာပရင်းနေကြတော့မနက်ပိုင်း6နာရီမှ9နာရီတော်ရင်းနဲ့မပြုလို့ဆောင်ရမှာဖြစ်ပါတယ်။ပြတောက်ကြနေကြတော့နေ့လယ်7နာရီမှ10နာရီခွဲ အတော်ရင်းနဲ့မပြုလို့ဆောင်ရမှာဖြစ်ပါတယ်။စနေနေ့ကြတော့မနက်ပိုင်း9နာရီခွဲမှ9နာရီအတော်ရင်းနဲ့မပြုလို့ဆောင်ရမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ကျတော့နေ့လေတနာ ਈ ခွဲမှ၃နာရီအတော်တဲ့နဲ့မှ ပြုလို့ဆောင်ရမှာဖြစ်ပါတယ်။တနင်္ဂနွေနေ့ကျတော့မနက်ပိုင်း၉နာရီမှ၁၀နာရီခွဲအတော်တဲ့နဲ့မှပြုလို့ဆောင်ရမှာဖြစ်ပါတယ်။အင်္ဂါနေ့ကျတော့ညနေပိုင်း၃နာရီမှ ၄နိုင်ခွဲအတော်လေးနဲ့မှပြုလို့ဆောင်ရမှာဖြစ်ပါတယ်အဲ့တော့ပြုလို့ဆောင်ရမယ့်နေ့ကနေ့တွေမတူဘူးနေ့တွေမတူသလိုအချိန်မတူတူတာတကူကလှည့်ရမယ့်အရက်မျက်နှာတူတယ်စတင်ရမယ့်နေ့ကတော့ဗုဒ္ဓဘူးနေ့မှာပဲစတင်ရမှာဖြစ်ပါတယ်ဆောင်ရမှာကတပည့်တိတိဆောင်ရပြီပါဆောင်ရပြုလို့ဆောင်ရပြီပါ ဒီကြားထဲမှာပြုလို့ဆောင်ရင်းနဲ့ယောဂဝေဒနာကတတပြောက်ကင်းလာတယ်ဆိုလို့ရှိရင်လုံးဝအရှင်းပြောက်ကင်းသွားတယ်ယောဂဝေဒနာကသိတဲ့သူကတော့ပြောက်ကင်းသွားမှာယောဂဝေဒနာကြီးရဲ့ဆိုတဲ့သူတွေကကြတော့တောင်းတောင်းမပြောက်သေးဘူးပြောက်ကင်းပေါ့နော်အဲ့ဒါကြောင့်မလို့ဒီတပတ်တတိပြုလို့ဆောင်ရပါတတလာပြီဆိုလို့ရှိရင်နောက်ထပ်ဒီအပတ်ဒီမှာလဲခုကျွန်မပြောပြပေးတဲ့အချိန်ဇေယားတိုင်းပြုလို့ဆောင်ရသွားပါအဲ့ဒါဆေးစာလဲဆေးဆေးလဲအစာဓာတ်ရေရီယာနီးစနစ်တခုလဲဖြစ်ပါတယ် နော်ကြည့်ရတဲ့မိတ်ဆွေတွေအားလုံးအေးချမ်းသာပျော်ရွှင်ကြပါစေအနာယောဂကင်းပြီးတော့အေးချမ်းသာပျော်ရွှင်သောဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်